ကိုရီနီပြည်စီးရှောက်စခန်းတစ်ခုကပြည်သူတွေဟာစိတ်ဖိစီးမှုတွေများလာနေပြီးအိတ်သွဲအကြက်ဖက်မှုတွေကိုလည်းရင်ဆိုင်နေကြရတယ်လို့စစ်ပေးရှောင်ရီနဲ့အကူအညီပေးနေတဲ့သူတွေကပြောပါတယ်။ကိုစောဘွေကတင်ဆက်ထားပါတယ်။စစ်ပေးရှောင်ပြည်သူတွေဟာစာဝတ်နေရေးခက်ခဲတွေကြောင့်စိတ်ဖိစီးမှုနဲ့အတူအိမ်တွေအကြမ်းဖက်မှုတွေကလည်းနေ့စဉ်ဖြစ်ပွားနေတယ်လို့ကေကောအုပ်စုနဲ့ရော်ဒိုခိုးအုပ်စုမှရှိတဲ့စစ်ပေးရှောင်တွေအထက်စေတနာဝန်ထမ်းလှုပ်ဆောင်နေသူတူကပြောပါတယ်။ ဆက်ဆောင်နေအစမစီရံဒီမြားစကားများတာဒီအဲ့အတွင်းအကြံဖတ်မှုတွေဖြစ်ပြီးတော့မှစိတ်ညစ်တယ်ဝမ်းနေတယ်ဆက်ဆောင်စီပြင်းနေတယ်ဘာဖြစ်တာမှမရှိဘူးလို့ကိုကမြင်နေတယ်မှသူကစဉ်းစားတယ်ရှေ့ကြီးအတွက်နောက်ကြီးအတွက်စဉ်းစားရင်းနဲ့စိတ်တွေစိတ်ဓာတ်တွေကျတယ်ဘာဆက်လုပ်ရမလဲဘာအစားရမလဲသာသမီပညာကြီးကဘယ်လိုသွားမလဲဒီဟာတွေစဉ်းစားစဉ်းစားရင်းနဲ့စိတ်ညစ်တာလေစိတ်ဓာတ်ကျတဲ့ယောဂါကြီးကျတာပေါ့ ဖရူဆိုမျိုးအနောက်ဘက်ဟူဘောမျိုးနယ်ကေကောအုပ်စုဟာမှုစစ်ဘေးရှောင်စခန်းမှာအင်ထောင်စု25စုရှိပါတယ်။အဲ့ဒီစစ်ဘေးရှောင်စခန်းကပြည်သူတွေစိတ်ဖိစီးမှုခံစားနေရတဲ့အခြေအနေကိုဟာမှုစစ်ဘေးရှောင်စခန်းကမိခင်တူကအခုလိုပြောပါတယ်။ဖိုက်ဖွေးချာဟာနေဒီနာရဲခါတော့ဒီစမန်လာမျိုးသာဝန်ကြီးရဲ့စမတီလာတော့အဲ့တော့ဒီခရီးကလည်းကိုနီယာကိုဒီကမ်ဖို့တော့မလွတ်တော့ဘူးလေတခုခုလုံးရင်းနဲ့ ہم لوگ نے کہ ہم لوگ نے ہندوستانی لاگے کا کوئی کس کی ہے စေပီစီမှုလျှော့ချစေဖို့အတွက်စိတ်ပိုင်းဆိုင်ရာနေသိဆွေးနွေးမှုတွေလာရောက်လောက်ဆောင်ပေးဖို့စစ်ဘေးရှောင်တွေကတောင်းဆိုနေကြတယ်လို့အကူအညီပေးနေသူတွေကပြောပါရတယ်။ကျွန်တော်တို့အခုဆိုရင်လူရှိပြည်ငယ်မျိုးစိတ်ပြန်ရတဲ့တော့ကိုရင်းချမ်းနေပါတယ်။စစ်ရှောင်တွေကလည်းလာပြီးတော့မှအဲစိတ်ပိုင်းဆိုင်ရာနေသိဆွေးနွေးမှုတွေလိုအပ်တယ်လို့လာပြီးတော့အကြံပြုကြတယ်ပေါ့နော်။ Psychosocial support ပေါ့နော်။ဒီဟာလေးတွေလည်းနေသိဆွေးနွေးမှု တ်တယ်ပေါ့နော်အဲ့ဒါမျိုးတွေရှိတော့ကောင်းတယ်လမ်းမဆက်သွေးရခက်ခဲတဲ့ဟာမှုစစ်ပေးဆောင်စခန်းကစစ်ပေးဆောင်ပြည်သူတွေဟာစစ်ပေးဆောင်ကာလ၄နှစ်ရှိပြီဖြစ်တဲ့အတွက်အခြေခံစားနပ်ရိက္ခာတွေအရေးပေါ်ရာနာပျောက်စေတခြားဆေးဝါးတွေနဲ့စိတ်ပိုင်းဆိုင်ရာနေသိဆွေးနွေးမှုတွေလုပ်ပေးဖို့လိုအပ်နေတယ်လို့စစ်ပေးဆောင်တွေကပြောပါဗျ